ွက်လာပြီအဖူကအဗီဒီယိုရိုက်နေလို့ပြောနေတယ်တော့ဆက်ပါတော့တိတော့အဖတ်မတုံးထားဘူးအဖတ်မတုံးထားဘူးဒီ original phone camera နဲ့ပဲအမရိုက်လိုက်တာပေါ့နော်ဆိုတော့မြိတ်အနေထားကိုပြောချင်တယ်ခုအဲ့လိုဟိုမန့်ပြီးအဲအဲ့ဒီ comment လေးကိုဖြည့်ချင် reply ပြန်ချင်လာလို့ပေါ့နော်ဆိုအမမြေအိတ်ကလေပုံမှန်ဆိုလို့ရှိရင်အဲပုံမှန်ဆိုလို့ရှိရင်အဲ့ရထားကစားဆိုပူဆိုးတယ်ကွာအမလေ ရိုက်ကူးရေးတွေမြန်မာနိုင်ငံမှာရှိတဲ့ရတယ်အဲ့လိုမျိုးပဲဖိုတိုရှူတင်တွေရိုက်ကူးရေးတွေပွဲတွေရှိလို့ရှိရင်မနေ့အရထားတဲ့ချိန်အဲဆိုလို့ရှိရင်အဲဟိုရှောင်းမယ်ပေါ့နော်ညပိုင်းနဲ့ညနေပိုင်းနဲ့ဆိုလို့ရှိရင်မျက်ဧကကျသွားတယ်ပေါ့ဘာလို့လဲဆိုတော့ငငယ်တည်းကလည်းအမြင်နဲ့ငိုခဲ့ရတာလည်းပါတယ်နောက်ဟာဒီရောက်ပြီးအချိန်မှာဝိတ်ရမ်းကျသွားတာလည်းပင်ပန်းလာရဲ့နောက်လုံခဲ့တဲ့6လတည်းကိုအစ္စတန်ဘူရောက်ခါက6လလုံးလုံးတော်တော်ပင်ပန်းခက်ခဲခဲ့တာအမလေးလုံးဝမအိတ်ခဲ့ရအောင်ညတိုင်းညတိုင်းမအိတ်ရဘူးအဲ့လိုခန္ဓာကိုယ်ကသာညပင်ပန်းပြီးအိတ်ပြောသွားတာကြောင်းတစ်ဖက်အလုံးတစ်ဖက်အလုံးတစ်ဖက်ဆိုတာနော်အခုလိုမျိုး flexible ဖြစ်ပြီးတော့ convenient ဖြစ်တဲ့လိုမျိုးတော့မဟုတ်ဘူးမလုပ်ခဲ့ရရင်လုပ်ပြရလीအရန်ကိုအဲ့လိုအရန်ကိုပင်ပန်းခက်ခဲ general ward ော့ဟိုကသဘောမျိုးလုပ်ခဲ့ရတာဆိုတော့ဆိုတော့ထားပါတော့ဒီမှာလည်းစေကန်းနေရှိရဲအဲအခုနေထားကသူများနိုင်ငံမှာသူတို့နိုင်ငံသားတွေတောင်နေစိတ်စားစိတ်နဲ့ inflation နဲ့မနေယုံနေရတာဒီလားပညာရေးချင်းရလဲခုနလိုဒီကလူတွေရလို့အချိန်အလုပ်ချိန်ပြည့်ပဲရှိရဲပတ်တိုင်းလုပ်နေမရှိတဲ့ခါကျတော့အမအမပတ်တိုင်းလုပ်နေဆိုလို့ရှိရင်လည်းခုနလိုပေါ့နေစိတ်စားစိတ်ကာပြီးမှမဟုတ်ဒါတော့အမအဲကျောင်းသားကတွေတွင်းထားတာနှစ်ယောက်စာနည်းနည်းနော်နော်မဟုတ်အဲ့လိုဆိုရခါကျတော့တောင့်ခံပြီးနေနေရပါတော့ဆိုတော့ဟိုလက်ထဲမှာနေစိတ်စားစိတ်နဲ့သူများနိုင်ငံရောက်တဲ့ခါမှာဒီလားစာဝတ်နေရေးယုံကံမှုပဲပြန်တီးဆောက်နေရတာပြောရရင်အမဒီဆယ်လအဲဒီဆယ်လအတွင်းပေါ့နော်ဆယ်လအတွင်းမှာ မှအဲ time management ရောဘာပြီးဘာလုပ်မယ်ဘာလုပ်မယ်ဆိုပြီးအမတခါလေး schedule ချသွားတယ် plan လေးစွဲသွားပြီးလုပ်သွားပြီးတော့အမဒီ survival job အနေပြီးရော professional job ကိုဟိုကုလာရပါတော့ကုလာရဆိုတဲ့ခါကျတော့အမတိုင်းပြောရရင်ဒီ modeling ဘာလုပ်ပြန်လုပ်လဲဆိုတော့လမ်းပြောင်းနေလို့ရယ် career အနေနဲ့ပြန်ဆဖို့ရယ်နောက်တစ်ခါကျလို့ရှိရင်ဘယ်လိုလမ်းစားနေငါဘယ်လိုရှင်းသမ်းမလဲဆိုပြီးလမ်းပေါ့နော်ပြောရရင် plan ABC အနေနဲ့ဟိုလမ်းဖောက်ထားတာပေါ့နော်အဲ့တဘောမျိုးအဲ့လိုဆိုတော့ဒီမှာလဲ surgery clinic တွေရှိရဲထိုင်းမှာလိုမျိုးပဲဈေးရန်ကြီးရဲယူရိုနဲ့ယူရာမှာတစ်ခေါက်ဖြည့်ဘူးပါတယ်ဆိုတော့မတနေ့တော့လုံးပါပါတနေ့ရောလုံးပါပတ်စံစုလိုက်အောင်ပဲ ုတော့မလုပ်နိုင်သေးဘူးပေါ့နော်။ကျောင်းတစ်ဖက်အလုပ်တစ်ဖက်ပြီးတော့ modeling training modeling အလုပ်တရားတစ်မျိုးဆိုတော့လေ။အဲဒီကမိခလေးတွေမိခလေးမလူငယ်လူရွယ်တွေကနေပြည်နိုင်ငံမဲရောက်ရောက်အရင်ယုံခံရတယ်တိတာကျောင်းတစ်ဖက်အလုပ်တစ်ဖက်နေဆိုတာမလွယ်ဘူး။အဲကျောင်းတစ်ဖက်အလုပ်တစ်ဖက်နေမလွယ်တဲ့ဒါတော့မှ master သမားမဟုတ်လို့နော်။ bachelor သမားဆိုလို့ရှိရင်လုံးဝဟိုကျောင်းကိုလွှတ်ရတဲ့အရာမျိုးတွေရှိရတယ်။ကိုယ်ကလည်းပေါ့နော်တကယ်တော့တိုးလို့ရတဲ့အခြေအနေချင်းအခက်အခဲချင်းတွေတူမှာမဟုတ်ဘူး။လုံးဝရတဲ့အလုပ်ကိုင်းနဲ့အဲကိုယ့်ရဲ့ talent skill နဲ့နောက်ခါ intelligent ဖြစ်မှုအဲ့ဒါတွေကလည်းကွာသေးတယ်ပေါ့နော်။ပြောမယ်ပြော။ဆိုတဲ့အခါကျတော့သူတို့ဆိုမှဟိုပြောတယ်ဟန်နေကအလုပ်နှစ်ခုသုံးခုလုပ်တာနေတော်တော်လုပ်နိုင်တာပဲ။အဲပြီးတော့နောက်တစ်ခါ German နဲ့ Italy တို့အဲ့ဒါတွေကလည်းတကယ်ချင်း င်းဆိုပြီးပြောတယ်အဲအမောက်နေလုံနိုင်တယ်ပေါ့နော်ဒီဆေးရတွေမှာနေအများကြီးလုံနိုင်တယ်ဆိုတော့ဟာတဖြည်းဖြည်းချင်းပြောင်းလဲသွားမှာပါတခုချင်းစီလေးအရင်ဆုံးကတော့ပတ်စံရှာမှာပေါ့နော်သူများနိုင်ငံမှာနေရတာအရင်ဆုံးကတော့ပတ်စံရှာဖို့အရေးကြီးဆုံးပဲအဲကုန်ကျစရိတ်နဲ့ဒီကငွေကြီးဖောင်းပွားရတယ်ဆိုတော့မလွယ်ဘူးအဲ့တော့တဖြည်းဖြည်းချင်းစီပြန်ပြီးပြီးစောင့်အောင်ပါပေါ့နော်ဒါမှဆယ်လအတွင်းမှာအနည်းပြီးတော့မယ်ဆယ်လအတွင်းမှာအများကြီးတစ်စင်းပြီးတစ်စင်း step by step မှာအများကြီး changes လုပ်နိုင်တယ် ဆိုတော့တဖြည်းဖြည်းချင်းတွေလောက်ပါပါပေါ့ပြီးတော့နောက်တစ်ခါအခုချိန်မှာကခုနကလိုငွေကြီးဘိုင်း financial ဘိုင်းမမဆလေပတ်ထားတဲ့လုပ်ငန်းမရှိတော့ဘူးစီးပွားရေးလုပ်ငန်းမရှိဘူးမိသားစုမရှိဘူးအမကတကယ်ရာအလုံးဒါဒီချိန်တို့လည်းနိုင်ငံခြားထွက်လာပြီဆိုလို့ရှိရင်နိုင်ငံခြားမှာပြန်ပြီးတော့ study abroad move abroad လုပ်လာကြပြီဆိုလို့ရှိရင်အရာအလုံးက300ပြန်စားရတာအဲ့ဒီအချိန်မှာဟိုရုံးကန်တော့ရှားပြီးတော့အားလုံးကဝေးကြသွားတယ်ပိန်သွားကြတယ်သူများနိုင်ငံရောက်သွားပြီဆိုလို့ရှိရင်အញ្ញန်းဟိုဖက်ဖက်ကနေပြီးတော့အဆက်ဆက်ရအတစ်တင်နဲ့အတစ်တင်နဲ့အသားကြောင်ပြန်နေရတယ်ပြီးရင်အဆက်ဆက်ရပြန်ပြီးတော့ခွင့်လန်းရှားရတယ်အဲ့ဂျားတွေကနေမဖြစ်မနေကိုယ့်ရဲ့ career ကို professional career ကိုပြန်သွားဖို့ တော့တိတ်ကိုခတ်တယ်ပြီးတော့မတို့ဒီအေရှာတွေကဒီယူရိုနဲ့ဒီဘက်နိုင်ငံတွေတို့ထပ်ပို့ပြီးနုတယ် တနည်းအမိတနည်းအမိပြောင်းရဲဒီအမတို့ကဒီယူရိုနိုင်ငံတွေထဲပိုနှုတ်တယ်။အကြောင်းမှဆိုလို့ရှိရင်လည်းတခြားနိုင်ငံတွေလည်းပါကစ္စတန်တို့အိန္ဒိယတို့တို့တွေတခြားအဲတခြားဂျော်ဂျီယာနောက်တော့ခါကြလို့ရှိရင်အများကြီးပဲပေါ့နော်ဒီ Central Asia နဲ့ဒီအရှေ့လယ်ပိုင်းနိုင်ငံတွေရောအဲအဲ့လိုမျိုးယူရိုနိုင်ငံအသေးရလာတဲ့လူတွေရောရှိရပေါ့။အများဆုံးကတော့ပါကစ္စတန်တွေများရပေါ့နော်။အဲ့လိုမျိုးစစ်ဖြစ်တဲ့နိုင်ငံတွေဒီမှာလာဆောင်နေရဆိုတော့လေအဲတို့တွေထဲအမတို့ကပိုနှုတ်တယ်။အဲလုပ်ငန်းပေါ်မှာပဲတို့တွေအကြောင်းမှာပဲတို့တွေတို့တွေအမတို့အသက်မေးအမဆိုလို့ရှိရင် Moral Agency ကကောင်မလေးတွေကောင်လေးတွေဆိုလို့ရှိရင်မိုင်းပေါင်းတဲ့လူတွေက20ကျော်အမ30နှစ်လောက်ငယ်တဲ့လူတွေကြီးပဲ။အဲ့လိုကောင်မလေးကောင်လေးဆိုလို့ရှိရင်ပြောရဟန်အသက်ဘယ်လောက်ရှိပြီ ဲ့သူခမ်းမန်းကြီးပေါ့နော် gas မိုင်အေး23 24အလုံးစုံမှာ25ပေါ့အဲ့လိုပဲထင်ကြရတယ်။ဒီကနေ့ကျတော့အမအတက်က30နဲ့ဆိုသူတို့ကလုံးဝမယုံကြဘူး။အမပိန်သွားတာလည်းပါတာပေါ့နော်။အဲ့လိုဆိုတော့ဟိုနေစားချိန်လာတယ်ဒီမှာလည်းဈေးကဘာဝဲဝဲရန်စင်းကြီး ဒီမှာဘာဝယ်ဝယ်ဈေးကြီးရဲ့အဝယ်စားရဆိုလဲအဲ့လိုပဲဒါဆိုလို့ရှိရင်ဒါမှဒါဟို second hand တွေကတော့ရှာထားတဲ့ဈာတာ900လား600လားမသိဘူး1000 1000ဈေးစစ်ပြီးဝယ်လာတာပြီးတော့ဒီမှာတော့သူကဈေးရည်လေဟို foreigner တွေအင်္ဂလိပ်လိုပြောရင်ဈေးတူရကီလိုပြောရင်ဈေးဒေါ်လာ100တန်းဒေါ်လာ100နဲ့ရောင်းဝယ်ရောင်းတာသူနိုင်ငံသားဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဟိုအမအေဂျင်စီကမော်ရီနဲ့ဆိုလို့ရှိရင်လည်းအဲ့လိုခင်တော့တို့တွေနဲ့ဘယ်နေရာမှာဈေးတက်တာလဲဘယ်ဟာဟိုဈေးတက်တာလဲပေါ့နော်ဘယ်ဘယ်နေရာမှာဝယ်ရဈေးပိုချိုးတယ် tourist tourist area tourist attraction ရှိတဲ့နေရာတွေအဲ့လိုနေရာရဲ့ဝယ်ပိုဈေးကြီးရယ်စကတ်တွေပါရယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်ဈေးများတာထက်အဲ့လိုမျိုးတရ တယ်၊နှစ်ရတယ်အဲ့လိုမျိုးလေးရှာပြီးတော့ဝဲဝစ်တာအဲ့လိုမျိုးနေရတာအဲ့လိုဆိုဒီမျက်အိတ်လို့ဖို့ဆိုတာကအမရန်ကုန်ကနေပြီးတော့အိမ်ဒီပိုင်းရောင်စီးပွားရေးပိုင်းအကုန်ဖြုတ်ပြီးရဲ့အချိန်မှာမမျက်အိတ်လို့ဖို့စဉ်းစားသေးတဲ့အချိန်မှာအဲမလုတ်ခဲ့ရဘူးနော်မလုတ်ခဲ့ရဘူးသွားလဲသွားလဲလောက်ပါမှရှိရဲ့ဒီသွားတော့ကြာကြီးကအန်သွားမရှိတော့လို့ပေါ့နော်အဲ့ဒါလုတ်ဖို့ရှိရဲ့ဆိုတော့ဒီဖိဖိချင်းဒီလောက်ပါမှာပေါ့ကျမ်းမာကြီးကတော့အရင်ကြီးဆုံး